မိษွေလူသားတွေဟာသိပ္ပံပညာနဲ့ဘာသာရေးထက်ပိုပြီးဘဝရဲ့အတိတ်ပဲကိုရှာဖွေဖို့လိုအပ်တယ်လို့ထင်ပါသလားကားရာစပားစီရဲ့တရှိမှုဆိုင်ရာတွေးခေါ်စာအုပ်ကမိษွေရဲ့အတွေးတွေကိုလိုထားစေမဲ့အဖြေတွေပေးနိုင်ပါတယ်ကားရာစပားဆိုတာကတော့ဂျာမန်လူမျိုးအတွေးခေါ်ပညာရှင်တဦးဖြစ်ပြီးသူရဲ့စာအုပ်တွေဟာလူသားတွေရဲ့တရှိမှုအကြောင်းကိုအဓိကထားလေ့လာထားတာပါဒီဗီဒီယိုမှာကားရာစပားရေးသားထားတဲ့တရှိမှုဆိုင်ရာတွေးခေါ်စာအုပ်ထဲကအကြောင်းအရာတွေကိုရှင်းပြသွားပါမယ် အတွေးခေါ်ရဲ့ရည်ရွယ်ချက်အစစ်အမှန်အတွေးခေါ်ပညာဆိုတာသိပ္ပပညာနဲ့ဘာသာရေးအယူဝါဒတွေထပ်ပူပါတယ်ဒါဟာကျွန်တော်တို့ကိုယ်ကိုကိုယ်တရားစီပြီးလူကြားစီကပြောင်းလဲစီတဲ့အတွေးခေါ်တစ်မျိုးပါအရင်တုန်းကအတွေးခေါ်ပညာကိုတာမန်ဘာသာရဲ့တစ်ခုလိုပဲသဘောထားခဲ့ကြပြီးတမိုင်းနဲ့အယူဝါဒတွေကိုပဲအာယုံဆိုင်ခဲ့ကြပါတယ်တကယ်အတွေးခေါ်ပညာဟာကျွန်တော်တို့ကိုယ့်ကိုယ်ကိုပြန်ရှာဖွေဖို့ပါပဲ။သိပ္ပံပညာရဲ့အခန်းကဏ္ဍကိုအတိမတ်ပြုပေမဲ့ သိပ္ပံပညာတစ်ခုရဲ့နယ်ဘဝရဲ့ရည်မှန်းချက်တွေတန်ဖိုးတွေကိုမဖော်ထုတ်နိုင်ပါဘူးသိပ္ပံပညာကအရာဝတ္ထုတွေအကြောင်းကိုပဲပြောပြနိုင်ပြီးဘဝရဲ့အတိတ်တွေကိုမပြောပြနိုင်ပါဘူးစစ်မှန်တဲ့အတွေးခေါ်ပညာဟာသိပ္ပံပညာနဲ့မတူပဲအတွေးစိတ်ရဲ့လှုပ်ဆောင်မှုကနေစတင်ပါတယ်ဒါဟာကိုကိုကိုနဲ့ပတ်ဝန်းကျင်ကိုနိုးကြားစေတဲ့လုပ်ငန်းစဉ်တစ်ခုပါအရာဝတ္ထုအလုံးရဲ့အပြင်ဘက်ကအရာအလုံးပါဝင်သောအရာ ကျွန်တော်တို့တည်ထားတဲ့ဘေးရာကမှတရှိမှုအစ်စ်မှမဟုတ်ပါဘူးကျွန်တော်တို့မြင်သမျှစဉ်းစားသမျှအရာအလုံးဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့အရာတွေပါကျွန်တော်တို့ဟာအသိပညာရဲ့နယ်ပယ်ထဲမှာအမြဲလက်ပတ်နေပြီးအဲ့ဒီနယ်ပယ်ကိုချဲ့ထွင်ဖို့ကြိုးစားပေမဲ့ဘယ်တော့မှဆုံးမရောက်နိုင်ပါဘူးအရာအလုံးရဲ့နောက်ွယ်မှာရှိနေတဲ့အရာကိုရာစပါးစ်ကတဲအန်ကွန်ပတ်စင်လို့ခေါ်ပါတယ်တဲအန်ကွန်ပတ်စင်အကြောင်းကိုစဉ်းစားတာဟာသူ့ကိုအရာဝတ္ထုတစ်ခုဖြစ်အောင်လုပ်တယ်လို့ဖြစ်နေပါတယ် ဒါပေမဲ့အတွေးခေါ်ပညာရေးရည်ရွယ်ချက်ကဒီကန့်သက်ချက်ကိုကျော်လွှားဖို့ပါ။ရာစပါးစ်ကတဲအန်ကွန်ပတ်စင်ရဲ့ပုံစံတွေကိုအမျိုးမျိုးခွဲခြားပြထားပါတယ်။ဥပမာကဘာကြီးအသိစိတ်တရှိမှု စိတ်သက်ကိုပိုင်လွတ်လပ်ခွင့်နဲ့ထူးခြားတဲ့ကိုပိုင်စိတ်မှန်စတာတွေပါ။အမှန်တရားရဲ့မျိုးစုံကွဲပြားခြင်းကျွန်တော်တို့အတွက်အရေးကြီးတဲ့အမှန်တရားဟာအသိစိတ်ရဲ့အဆုံးတက်တဲ့နေရာမှာစတင်ပါတယ် အသိစိတ်ကသိပ္ပံပညာမှာမှန်ကန်တဲ့အဖြေကိုပေးပေမဲ့ဒါဟာအမှန်တရားရဲ့တစ်ခုလေးသောပုံစံမဟုတ်ပါဘူး။ရာဇဘတ်ကအမှန်တရားဟာတယ်အန်ကုန်ပစင်းရဲ့ပုံစံမျိုးမျိုးကနေပေါ်ထွက်လာပြီးတစ်ခုစီမှာကိုယ်ပိုင်အသေးပေနဲ့စံနှုန်းတွေရှိတယ်လို့ဆိုပါတယ်။တစ်ခုအတွက်မှန်တဲ့အရာကနောက်တစ်ခုအတွက်မမှန်နိုင်ပါဘူး။ကိရှိမှုရဲ့အမှန်တရားကလက်တွေ့ကျတဲ့အမှန်တရားဖြစ်ပြီးဘဝကိုဆက်လက်ရှင်တန်စေဖို့အလုပ်ဖြစ်တဲ့အရာနဲ့သတ်မှတ်ပါတယ်။ စိတ်တည်းရဲ့အမှန်တရားကခိုင်မာတဲ့ယုံကြည်ချက်ဖြစ်ပြီးတမိုင်းဝင်ဖြစ်ရတွေနဲ့ဆက်ဆက်နေပါတယ်။ကိုပိုင်လွတ်လပ်ခွင့်ရဲ့အမှန်တရားကဘာသာတရားမှာတွေ့ရတဲ့အမှန်တရားမျိုးပါ။ဒီအမှန်တရားပုံစံတွေဟာမဆက်ဆက်နေပါဘူး။သူတို့ဟာမကြာခဏဆိုသလိုတယောက်နဲ့တယောက်အငြင်းအခုန်ဖြစ်တတ်ကြပါတယ်။တခုတည်းသောအမှန်တရားကိုရှောက်ခွေတာဟာအမြဲတမ်းစူးစမ်းနေရတဲ့အရာဖြစ်ပြီးဘယ်တော့မှအပြီးတတ်မရနိုင်ပါဘူး။ကိုပိုင်လွတ်လပ်ခွင့်နဲ့ထူးခြားတဲ့ကိုပိုင်အစစ်မှန် ကိုပိုင်လွတ်လပ်ခွင့်ဆိုတာရာဇဘားရဲ့အတွေးခေါ်မှာလည်ရေးပါတဲ့အသုံးအခုဖြစ်ပြီးတမိုင်းကြောင်းအရာစစ်မှန်တဲ့လူသားတဦးချင်းစီကိုရည်ညွှန်းပါတယ်ဒါဟာကျွန်တော်တို့ရဲ့အတွေ့အကြုံနဲ့ဆိုင်တဲ့တရှိမှုမဟုတ်ပဲလူတဦးချင်းစီရဲ့အခြေခံအကျဆုံးအစဖြစ်ပါတယ်ကိုပိုင်လွတ်လပ်ခွင့်ဟာလွတ်လပ်မှုတီထွင်ဖန်တီးနိုင်စွမ်းနဲ့တဘာဝကအလျောက်ဖြစ်ပေါ်လာတဲ့အရာပါကိုပိုင်လွတ်လပ်ခွင့်ကိုအရာဝတ္ထုတစ်ခုအဖြစ်မဖော်ပြနိုင်ပါဘူးဒါဟာလူတိုင်းမှာရှိနိုင်တဲ့အလားအလာတစ်ခုပါ လူတယောက်ဟာ သူသိတဲ့အရာအလုံးကိုကြော်လွန်ပြီးအစာအဖြစ်တရှိနေပါတယ်။ကိုပိုင်လွတ်လပ်ခွင့်နဲ့ဆက်ဆက်နေတာကထူးခြားတဲ့ကိုပိုင်စစ်မှန်ဖြစ်ပြီးဒါဟာအရာဝတ္ထုအလုံးရဲ့အပြင်ဘက်ကအရာကိုကိုစားပြုပါတယ်။ထူးခြားတဲ့ကိုပိုင်အစစ်အမှန်မရှိရင်လူဟာရိုးရိုးတသားဖြစ်တည်မှုတစ်ခုသာဖြစ်သွားပါလိမ့်မယ်။ထူးခြားတဲ့ကိုပိုင်အစစ်အမှန်တို့ခုံတက်ခြင်း အတွေးခေါ်အရာအရေးကြီးဆုံးဆုံးဖြတ်ချက်ကတော့ဝင်ရောက်ဆုတ်ဖက်ခြင်းမှာထူခြားတဲ့ကိုပိုင်အစ်စ်မန်စီသူခုံတက်ခြင်းကိုလက်ခံမလားညင်းပယ်မလားဆိုတာပါပဲဝင်ရောက်ဆုတ်ဖက်ခြင်းဟာသူ့ကိုယ်သူလုံလောက်မှုမရှိပါဘူးဒီခုံတက်ခြင်းဟာလွတ်လပ်မှုအတွက်အရေးကြီးပါတယ်ဝင်ရောက်ဆုတ်ဖက်ခြင်းထဲမှာလွတ်လပ်မှုအနည်းငယ်ရှိပေမဲ့အပြုသဘောဆောင်တဲ့လွတ်လပ်မှုကတော့ဒီခုံတက်ခြင်းကိုလုပ်တဲ့သူတွေအတွက်ပဲရရှိနိုင်ပါတယ်တဲအန်ကုံပစင်းပုံစံတွေနဲ့တွေးခေါ်ခြင်းကဖြစ်တည်မှုကိုလိုလားတဲ့ဆုံးဖြတ်ချက်လိုအပ်ပါတယ် ဒီလိုဆိုလိုတာကဖြစ်တည်မှုအကြောင်းကိုအတိအကျသိထားတဲ့အရာအားလုံးကနေလွတ်မြောက်ဖို့ပါဖြစ်တည်နိုင်တဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ရဲ့တခုလေးသောအခြေခံကသူ့ကိုပံ့ပိုးပေးတဲ့ထူခြားတဲ့ကိုယ်ပိုင်အစ်စ်အမှန်ဆိုတာကိုသိရှိလာစေဖို့ပါဒီအတွင်းစိတ်လှုပ်ရှားမှုကတဲအန်ကုန်ပတ်စင်ထဲမှာတမိုင်းဝင်ဖြစ်ရဲ့အနေနဲ့ကိုကိုကိုဖြစ်လာစေပါတယ်ချွင်းချက်နဲ့အာနာယာဇဘတ်ကချွင်းချက်နဲ့အာနာကိုအမတ်တရားရဲ့အစိုးရပုံစံတွေဖြစ်မိတ်ဆက်ပေးပါတယ် ူတို့ကတခုလဲတော့အမှန်တရားနဲ့လူသားတဘာဝအောက်တခုလဲဟာတကဘာလုံးတိုင်းတာနဲ့တည်နိုင်တဲ့ပုံစံတခုလဲနဲ့မတူရှိဘူးဆိုတာကိုမိမောင်းထုတ်ပြပါတယ်။ရှင်ကျက်ရဲ့သဘောတဘာဝအောက်ကကဘာတဝန်းမှာရှိတဲ့ဓလေ့ထုံးစံတွေစဉ်းစားတွေးခုံမှုတွေနဲ့စီမင်းစည်းကမ်းတွေကိုဖောက်ဖျက်ပါတယ်။ရှင်ကျက်ကသူမဟုတ်တဲ့အရာကိုအလိုရှိပြီးထူးခြားတဲ့ကိုယ်ပိုင်အစ်စ်မန်နဲ့ပတ်သက်တဲ့အာဏာနဲ့ဆက်ဆက်နေပါတယ်။ အာနာရဲ့သဘောတဘာဝောက်ကတေအန်ကိုပစင်းပုံစံအားလုံးကိုတခုလဲဖြစ်ချီနောက်ထားတဲ့အမှန်တရားရဲ့တမိုင်းဝင်စည်းလုံးညီညွတ်မှုပါအာနာကပြင်ပကအမိတ်ပေးသလိုဖြစ်လာပေမဲ့အတွင်းထဲကလည်းပြောဆိုပါတယ်ချွင်းချက်နဲ့အာနာဟာစန့်ကျင်ဘက်တွေဖြစ်ပေမဲ့သူတို့နှစ်ဦးစလုံးဟာအမှန်တရားရဲ့အခြေခံအုံမြစ်ကိုညွှန်ပြနေကြပါတယ်သူတို့ဟာမပြည့်စုံသလိုတမိုင်းဝင်လဲဖြစ်ပြီးကြီးရွယ်ချက်ရှိရှိနဲ့ဗဟုသုတတွေကိုရှောင်ရှားနေပါတယ်ဆက်သွယ်မှုစီတို့ညီမျိုးစီလိုသောဆန္ဒ ရာဇဘတ်ကအကြောင်းပြချက်ကိုနားလည်မှုနဲ့ခွဲခြားထားပါတယ်။နားလည်မှုကရည်ရွယ်ချက်ရှိရှိဘူးတူတော်နဲ့တစိ့တပိုင်းစီလုံးမှုတွေမှာလုံခြုံရေးကိုရှာဖွေပါတယ်။အကြောင်းပြချက်ကတခုလဲသောအရာကိုညီညွတ်စေလိုသောဆန္ဒပါ။အကြောင်းပြချက်ကအကြောင်းအရာတစ်ခုရဲ့အရင်းမြစ်မဟုတ်ပေမဲ့တဲအန်ကုံပစင်းထဲမှာပါတဲ့အရာတွေကိုသိမြင်နိုင်စေတဲ့အရာပါ။တဲအန်ကုံပစင်းပုံစံတွေကိုရှင်းလင်းစေပြီးသူတို့ရဲ့တရားဖြစ်တည်မှုကိုတားဆီးကသူတို့ရဲ့စီလုံးမှုကိုတောင်းဆိုပါတယ်။ အကြောင်းပြချက်ရဲ့ညီညွတ်မှုကိုရှာဖွေခြင်းဟာမိဘထုတ်ခြင်းအတွက်အကန့်အသတ်မရှိပွင့်လင်းမြင်တာမှုနဲ့တရားမျှတမှုလို့ပါဝင်ပါတယ်။ဒါအပြင်ရှိရှိသမျှအရာအလုံးကိုဖော်ပြခြင်းနားလည်ခြင်းနဲ့ဆက်ဆက်ခြင်းတို့လည်းပါဝင်ပါတယ်။အကြောင်းပြချက်ဟာအမြဲတမ်းရရှိထားတဲ့အရာတွေကိုဖယ်ရှားပေးပြီးဘယ်တော့မှမရက်တတ်ပါဘူး။အတွေးခေါ်ရဲ့လှုပ်ဆောင်မှုကဘဟုတုတောက်ကိုရရှိပိုင်ဆိုင်မှုမဟုတ်ပဲကျော်လွန်မှုနဲ့အတူတကွချီနှောင်မှုပါ။ ဖြစ်နိုင်ချေထက်ကြော်လွန်သောဖြစ်ရမှန်။ရာဇဘတ်စ်ကဖြစ်ရမှန်ကိုအတွေးခေါ်ကူကြော်လွန်ခြင်းဥပမာ၃ခုနဲ့စူးစမ်းလေ့လာခဲ့ပါတယ်။အဆုံးစွန်ဖြစ်ရမှန်ကိုတာမန်သိမြင်မှုနဲ့ထိရောက်တဲ့လှုပ်ဆောင်မှုတွေကနေမရယူနိုင်ဘူးလို့တတိပြခဲ့ပါတယ်။ကျွန်တော်တို့ကအတိအကျဗဟုသုတတွေကိုရရှိလာတဲ့အခါဖြစ်ရမှန်ကဆုတ်ခွာသွားပုံရပါတယ်။ကျွန်တော်တို့ရဲ့တရှိမှုကလည်းစိတ်ကျေနပ်မှုပေးနိုင်တယ်လို့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်စစ်မှန်ကလည်းအဆုံးစွန်ဖြစ်ရမှာမဟုတ်ပါဘူး ဖြစ်ရမန်ရဲ့အတွင်ပြင်သုံးခုကတော့ဖြစ်နိုင်ခြေထက်ကျော်လွန်တဲ့ဖြစ်ရမန်။တမိုင်းဖြစ်ရအဖြစ်ဖြစ်ရမန်နဲ့ညီညွတ်မှုအဖြစ်ဖြစ်ရမန်တို့ပါဝင်ပါတယ်။စစ်မှန်တဲ့ဖြစ်ရမန်ကအတွေးခေါ်ကိုခုခံပြီးအတွေးခေါ်ကရရှိလာတဲ့အရာကိုရိုက်ချပါတယ်။အတွေးခေါ်ဆိုင်ရာအတွေးခေါ်ကအမျိုးအစားတွေကိုအသုံးပြုပြီးသူတို့ကိုကျော်လွန်သွားပါတယ်။ဒါကဖြစ်ရမန်ကိုအတွေးခေါ်ကဖြစ်ရမန်ကနေပြန်ကန်ထွက်ခြင်းကနေတစင်တွဲဝိုက်တော်နည်းနဲ့တင်ပြပေးပါတယ်။ ။ဘာသာရေးဆိုင်ရာယုံကြည်မှုထက်လွန်သောအတွေးခေါ်ဆိုင်ရာယုံကြည်မှုဘာသာရေးကအာဏာနဲ့အမခန့်ထားတဲ့ဖြစ်ရမတစ်ခုကိုပေးပြီးဒဏ္ဍာရီနဲ့ဗျာဒိတ်ယူပါယုံတွေမှာဖမ်းယူပါတယ်။အတွေးခေါ်ကဒဏ္ဍာရီဒါမှမဟုတ်ဗျာဒိတ်ယူပါယုံကိုမထုတ်လုပ်နိုင်ပါဘူး။အတွေးခေါ်ဆိုင်ရာယုံကြည်မှုကတိကျဖြစ်ပါတယ်။ဒါကတမိုင်းဝင်အခြေခံအုတ်မြစ်မှာတွေးခေါ်နေတဲ့လူတဦးချင်းစီရဲ့ကိုယ်ပိုင်အသက်တာရဲ့အနှစ်သာရဖြစ်ပြီးသူ့ကိုယ်သူလက်ဆောင်တစ်ခုအဖြစ်ရရှိတာပါ။ အတွေးခေါ်ဆိုင်ရာယုံကြည်မှုရဲ့သဘောတဘာဝကခိုင်မာတဲ့အယူဝါဒမရှိခြင်းဆက်သွယ်မှုရှိခြင်းကဘာနဲ့ချီနှောင်ခြင်းနဲ့တမိုင်းဖြစ်ရဲ့အဖြစ်မှန်ကိုအကောင့်ထဲပေါ်ခြင်းလို့ပါဝင်ပါတယ်အတွေးခေါ်ဆိုင်ရာယုံကြည်မှုကကဘာပေါ်မှာနေထိုင်ပြီးအလုတ်လုတ်ဖို့လိုအပ်ပါတယ်အတွေးခေါ်ရှူထောင်းကနေကြည်ရင်ဘာသာရေးကထူးခြားတဲ့ကိုယ်ပိုင်အစ်စ်မှန်ကို ပြောင်းလဲပေးပြီးတမိုင်းဝင်ရည်ရွယ်ချက်တစ်ခုဒါမှမဟုတ်မြင်နိုင်တဲ့စီလုံးမှုကိုအပြီးသက်စေပါတယ်ဖြစ်ရမှန်စီတို့နိုးထားစေခြင်း အတွေးခေါ်ပညာကဗဟုသုတနဲ့နည်းပညာတွေမအောင်မြင်တဲ့နေရာတွေမှာပဲပြောဆိုပါတယ်။သူကညွှန်ပြပေးုံတသက်ဖြစ်ပြီးဘာမှပေးစွမ်းနိုင်စွမ်းမရှိပါဘူး။သူကအလင်းနှံတွေနဲ့ရွေလျားပေမဲ့ဘာမှထုတ်လုပ်ပေးနိုင်စွမ်းမရှိပါဘူး။အတွေးခေါ်ပညာရဲ့တာဝန်ကကျွန်တော်တို့ကိုတယံကုံပစင်းရဲ့အတိတ်နဲ့ကိုဖွင့်ပေးဖို့တတိရှိရှိဆက်သွယ်မှုကိုမြင့်တင်ပေးဖို့နဲ့အကြောင်းပြချက်ရဲ့တတိပေးချက်ကိုထိမ့်သိမ့်ဖို့ပဲဖြစ်ပါတယ်။ အတွေးခေါ်ပညာဟာထောင်စုနှစ်တွေတလျှောက်လုံးမှာပြီးဆုံးသွားတဲ့ဘဝသူတော်အဖြစ်သူကိုယ်သူအမြဲတမ်းအထင်လွဲနေတဲ့အကြောင်းပြချက်အတွက်ကြီးကျယ်တဲ့တခြင်းဖြစ်ပါတယ်။အတွေးခေါ်ပညာကငြိမ်းရဆိုင်ရာရယူမှုတွေရဲ့အတိတ်ဘကိုထိမ့်သိမ့်မှုလွတ်လပ်မှုကို မြင့်တင်ပေးဖို့နဲ့လူတဦးချင်းစီကိုသူတို့ရဲ့တမိုင်းဝင်မြေပေါ်မှာဖြစ်တည်စေဖို့ကူညီပေးပါတယ်။ကာရစပါးစီရဲ့တရှိမှုဆိုင်ရာတွေးခေါ်စာအုပ်ကကျွန်တော်တို့ကိုစဉ်းစားတွေးခေါ်ဖို့နဲ့ဘဝရဲ့အတိတ်ဘကိုရှာဖွေဖို့လှုံ့ဆော်ပေးပါတယ်။ မိတ်ဆွေအနေနဲ့ဒီစာအုပ်ကိုဖတ်ပြီးအတွေးခေါ်ပညာရဲ့တန်ဖိုးကိုရှာဖွေတွေ့ရှိနိုင်ပါလေ။ဒါအပြင်ဒီဗီဒီယိုကိုတငယ်ချင်းတွေနဲ့မျှဝေပြီးသူတို့ရဲ့အတွေးခေါ်တွေကိုလည်းနိုးထားစေနိုင်ပါလေ။